အလုံးမင်္ဂလာပါဗျာဗုဒ္ဓဥတ္တရများအတွက်27ရက်လီလာ2025မှာ29ရက်လီလာ2025ဒီခုနှစ်အဲဗုဒ္ဓဥတ္တရများရဲ့တပတ်တာကံကြမ္မာကိုလီနိုမကကလေးနဲ့ကြည့်ပြီးပြောပြပြမှာဖြစ်ပါရခင်ဗျာအဲ့တော့ဗုဒ္ဓဥတ္တရများရဲ့တပတ်တာငွေကြေးကံကြမ္မာလေးကနေစပြီးတော့ကြည့်ပြမှာဖြစ်ပါတယ်ဗုဒ္ဓဥတ္တရတာကြီးများဒီတပတ်တာငွေကြေးကာလကတော့အဆင်ပြေမယ်အရာရာအဆင်ပြေနေမယ်ဆိုတဲ့နမိတ်ကလေးမျိုးရယ်ပေါ့နော်ငွေရှင်နေမယ်ငွေလန်းချောင်းလေးတွေပွင့်နေမယ်ငွေဝင်လန်းချောင်းလေးတွေပွင့်နေမယ်ဒါမျိုးနမိတ်လေးမျိုးရယ်အဲ့တော့ငွေကြေးကံကြီးကတော့ကောင်းပါတယ် အဲငွေကြီးနဲ့ပတ်သက်ပြီးစိတ်ပူစရာမရှိရတဲ့ဘက်ကကာလာပါအဲပြီးတော့ခရီးလေးသွားဖို့လည်းမြင်တယ်ပေါ့နော်ငွေကြီးနဲ့ပတ်သက်ပြီးတော့အဲလေးမြင်ပါတယ်ပြီးတော့ဆက်လက်ပြီးတော့ကျွန်တော်အလုတ်ကန်လေးကြည့်ပေးပါမယ်အဲအလုတ်ထဲမှာတော့ဗုဒ္ဓဥသားသမီးတွေကိုဒုက္ခပေးခြင်းနဲ့သူအဲချိန်မုန်းခြင်းနဲ့သူပေါ့နော်အဲဒုက္ခပေးခြင်းနဲ့သူရှိနေပါတယ်ကိုကိုအန်ရပြုနိုင်တဲ့အထိဒုက္ခပေးနိုင်တာမို့လို့အလုတ်ထဲမှာတော့ဗုဒ္ဓဥသားသမီးတွေကတရိဌာမြေတပတ်တာကာလာဖြစ်ပါတယ်ဆက်လက်ပြီးတော့ကျွန်တော်အချီရေးကိုကြည့်ပေးပါမယ်အချီအချီရေးကတော့ကိုရဲ့ဂုံတရင်က ကြိုင်သေးနေမယ်ဆိုတော့တပတ်တာကာလပါအခြေအကံကောင်းပါတယ်အခြေနဲ့ပတ်သက်ပြီးတော့မျက်နှာပွင့်တာအဲဒါမျိုးလေးတွေကြုံလာနိုင်တယ်ကိုယ့်ရဲ့ကောင်းတဲ့နေ့ကအဲလူချင်းလူခင်ပေါ်နိုင်တဲ့အထိဖြစ်လာနိုင်တယ်ပေါ့နော်အဲအခြေအကံလေးတွေကောင်းပါတယ်ဆက်လက်ပြီးတော့ကျွန်တော်အိမ်တော်ကြီးကံလေးကိုကြည့်ပေးပါမယ်အိမ်တော်ကြီးအိမ်တော်ကြီးမှာတော့ကိုကဝေဝေးရခက်တာဆုံးပြတ်ခက်တာဆေးပူပင်ရတာဒါမျိုးလေးတွေကြုံလာနိုင်တယ်တော့ကြောင့်မလို့အိမ်တော်ကြီးကံလေးကတော့နိုင်ငံညံ့နေပါတယ်အိမ်တော်ကြီးမှာကိုက အဲစိတ်ပွန်ပင်နေရတာကိုဘာလို့လောက်လောက်ရမှာမသိတဲ့အနေအထားမျိုးလေးကြုံရတော့ကြောင့်မလို့အိမ်တော်ကြီးကတပတ်တာကာလမှာနေနေညံ့နေပါတယ်။ဆက်လိုက်ပြီးတော့ကျွန်တော်ဗိုလ်တော်ဦးသားကြီးများရဲ့ကျမ်းမာရေးကိုကြည့်ကြည့်ပါမယ်။ကျမ်းမာရေးကျမ်းမာရေးကတော့တနည်းဦးသားကြီးများနည်းတူပဲအဲ6လောက်အောက်ပိုင်း၄ဘက်နာ အဲပြီးတော့ကိုရဲ့ယောဂါဟောင်းပြန်ထားတာမျိုးဒါမျိုးလေးတွေကြုံလာနေတယ်လို့ကြောက်မလို့ကျမ်းမာကြီးကတော့ဒီတစ်ပတ်တာကာလမှာ view site ဖို့အတွက်လိုအပ်ပါတယ်အဲတော့ကြီးနေတဲ့သူတွေထဲမှာဗိုလ်လူဦးဆောင်ကြီးတွေပါတယ်ဆိုလို့ရှိရင်ကျွန်တော်အကောင့်လေးကို follow လုပ်ဖို့မမေ့ပါနဲ့ခင်ဗျာတစ်ဆက်တည်းမှာပဲကျွန်တော်ကတရက်ကိုအဲတီးတဲ့အဟောတွေပေါ့နော်ကျွန်တော် online ကနေဖေးရောက်ပဲလက်ခံပြီးရပြလို့ကြောက်မလို့တချို့အဟောတွေကိုကျွန်တော်စာမပြန်လို့ရှိရင်ကျွန်တော်ကိုစိတ်မဆိုးပါနဲ့ခင်ဗျာအဲ့ဒါလေးပြောချင်တာပါကျွန်တော်မြေတားကြီးနဲ့တနေ့ကိုဆေးရောက်ပဲဟောပြပါတယ်အဲ့ဒါလေးပြောချင်တာပါခင်ဗျာအားလုံးပဲကျမ်းမာချမ်းသာကြပါစေခင်ဗျာ thank you